ဝတ္ထုဣဒာနန္ဒတိအစရှိသောဣတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်ဒေရဝံကျောင်းတော်၌နေတော်မူခြင်းသူမနာဒေဝီကိုအကြောင်းပြုဟောတော်မူလေ၏သာဝတိဘိနာယနာရဝိန်တရေကြီးနေအိမ်၌နေတိုင်းနေတိုင်းယဟန်တော်တို့သည်ဖုံဖုံပေးတော်မူကြကုန်၏ဝိသာခာရဤကမာကြီးနေအိမ်၌လည်းထို့အတူယဟန်တော်တို့သည်ဖုံဖုံပေးတော်မူကြကုန်၏ ာဝတိပိ၌အချင်းချင်းသို့သောသူသည်အလှူဒါနကိုပေးလူခြင်းကလိုရှိ၏ထိုလိုသောသောသူသည်ထိုနှုတ်ကုံသောအနာတပင်ဝိတာခါတို့ထာမအခွင့်ကိုရမှသာလျှင်အလှူဒါနကိုပြုပြုရလေ၏အဘိဓမ္မာဤဟူမူကားတင်တို့ဤအလှူလူရာရဲ့သူအနာတပင်တရေကြီးသည်၎င်းဝိတာခါရာဤကာမကြီးသည်၎င်းလာရောက်ပါ၏လောဟုမေးသောအခါမလာမရောက်ဟုဆိုသည်ရှိသောတသိန်းသောအတ္တပြာကိုအကုန်ခံ၍လှူတော်လဲ ဤအလူဒါနမြည်သည်အဘယ်သို့သော အလူဒါနပေနည်းဟုကဲ့ရဲ့ချုပ်ချားကြကုန်၏။နှစ်ယောက်ကုန်သောနာရဝိန်ဝိဒါခါတို့သည်ကယဟန်တန်ဃာတော်မြတ်အပေါင်းဤအလိုကို၎င်းလျှောက်ပတ်တော်မူကို၎င်းအလွန်လင်သိတတ်ကြကုန်၏။ထိုနာရဝိန်ဝိဒါခါတို့သည်ကြည်ရှုစည်ရင်ကုန်သည်ရှိသောယဟန်တို့သည်စိတ်တိုင်းကြကြဖုံပေသုံးဆောင်တော်မူကြကုန်၏။ထို့ကြောင့်လုံးစုံကုန်သောသူတို့သည် အလူဒါနကို ပေးလူလိုကုန်သည်ရှိသောသောနာရဘိန်ဝိတာခါတို့ကို ဖိတ်ခေါ်၍ဒါလျင်သွားကြလေကုန်၏ ဤသို့လင်ထိုးနာတပိန်ဝိဒါခါတို့သည်မိမိတို့နေ၌ယဟန်တော်တို့ကိုကိုယ်တိုင်ဆုံးလုပ်ကြွေးခြင်းကအခွင့်မရကြလေကုန်ထိုသို့အခွင့်မရခြင်းကြောင့်ဝိဒါခါဒာဤကာမကြီးသည်အဘယ်သူသည်ငါအရာ၌ပြီး၍ယဟန်တန်ဃာတော်ကို ဆုံးလုပ်ကြွေးနိုင်ပါအံ့နည်းဟုစုံသန်းသိဉ္ဇဉ်သည်ရှိသောသာဤတမိဖြစ်သော မြေမကိုမြည်၍ထိုမြေမကိုပင်မိမိအရာ၌ထားလေထိုမြေမသည်အဖွားဖြစ်သောဝိဒါခါဒာဤကာမကြီးဤနေအိမ်၌ယဟန်တန်ဃာတော်အပေါင်းကိုဆုံးလုပ်ကြွေးရလေ၏အနာရမင်းတရေကြီးသည်လည်း မဟာသုဘရာမိသောမိမိ၏တမိကြီးကို ထားလေ၏ထိုမဟာသုဘရာသည်ယန်းတော်တို့၏အမှုကိစ္စဟူသည်မြတ်ကိုဆောင်ရွက်ပြုသူလျက်တရားတော်ကိုနာရသည်ဖြင့်သောတာပန်ဖြစ်၍ခင်မွန်းတဲ့ယောက်ျားအမျိုးသား၏အိမ်သို့လိုက်ပါသွားရလေ၏ထိုနောက်သုရသုဘရာမိသောသမီးကိုထားပြန်၏ထိုသုလသုဘရာသည်လည်းထိုအိမ်ထိုအမအနီးတူသာလျှင်ပြုစုလျက်သောတာပန်ဖြစ်၍ ခင်မွန်းတဲ့ယောက်ျားကြီးအိမ်တို့လိုက်ပါသွားရပြန်လေ။ထိုကသူမရဒေဝီမိရှိသောသမီးငယ်ကိုထားရပြန်လေတည်းဒီ။သူမရဒေဝီဒီကတက္ကဒါဂမိဖို့တို့ရောက်ပြီး၍သူတို့သမီးပြို့ဤအဖြစ်ဖြင့်သာလျင် ထိုတို့သဘောရှိသောချမ်းသောအနာမချမ်းသာသောအနာပြင်းစွာနှိမ့်ဆက်အပ်သဖြင့်အစားဖြတ်ခြင်းကိုပြုခြင်းအစားဖြတ်ခြင်းကိုပြုပြီးလျင်ဖခင်ကိုတွေ့မြင်လိုသောကြောင့် အခေါ်သေးလိုက်လေဤဟိုနာရပင်ဝိတရေကြီးဒီတခုသောအလူမန္တယုံ၌တမိဤမှားလိုက်သောသတင်းတကားကိုကြားသိရသည်ဖြစ်၍ဆက်ချင်းပြန်လာပြီလျင်ရှစ်သမီးသူမနာအဘယ်တို့ဖြစ်သည်နည်းဟုမေးလေဤသူမနာဒေဝီသည်လည်းနာရပင်တရေကိုငါမောင်ကလေးအဘယ်နည်းဟုပြန်ပြောလေဤရှစ်သမီးရောင်ရမ်းမိတမ်းသလို့ဟုမေးပြန်သည်ရှိတော့ငါမောင်ကလေးအမကြီးမရောင်ရမ်းမမိတမ်းပါဟုပြန်ပြောလေဤရှစ်သမီးရှစ်သမီးကြောက်သလို့ဟုမေးပြန်သည်ရှိတော့ ငါမောင်လေးအမကြီးမကြောက်ပါဟုဤမြလောက်သောစကားကိုပြောဆိုရသည်လေထိုသူမနာဒေဝီသရိုသမီးသည်သူတေမနေကွယ်လွန်ရှာလေ၏အနာဒမိန်တရေသည်သောတာပန်ပုဂ္ဂိုလ်ဖြစ်တော်လဲသမီးကိုဆွေရည်ဖြစ်သောစိုးရင်ချင်းကိုတီးခန့်ခြင်းကမတတ်နိုင်သည်ဖြစ်ရကားအလောင်းကောင်းသင်းညိုခြင်းအမှုကိုပြုပြီးလျင်ငိုကြွေးလျက်ဘုရားဒန်းသို့သွားရောက်သည်ဖြင့်မြတ်စွာဘုရားသည်တရေကြီးအဖဲကြောင့်နှလုံးစင်ရဲ့ခြင်းရှိသည်ဖြစ်၍မျက်ရည်နှင့်မျက်ဖွဲ့ငိုကြွေးလာခဲ့ရပါသည်ဟုမေးတော်မူသည်ရှိသော် မြတ်စွာဘုရားတပည့်တော်ဤသမီးငယ်ဖြစ်သောသူမနာဒေဝီသည်ကွယ်လွန်ပါလိမ့်မည်ဖရာဟု၆ကြားလေ၏ထိုကမြတ်စွာဘုရားသည်အဘဲကြောင့်ငိုကြွေးပြီတည်းအလုံးစုံသောသူတို့အားသိရင်သောဘောသည်အေမလွဲ့ဧကအမှန်ဖြစ်သည်မဟုတ်တုံလောဟုမိန်တော်မူသည်ရှိသောမြတ်စွာဘုရားလုံးစုံသောသူတို့အားသိရင်သောဘောဧကံဖြစ်သည်ကိုတပည့်တော်သိပါ၏ထိုသို့သဘောရှိသော တပည့်တော်ဤသမီးသည်အဆက်အကြောင်းနှင့်ပြည့်စုံပါလျက်ဒီကနေ့အခါ၌ တတိကိုမြင်းမြန်ခိုင်ခန့်စွာတည်သေးခြင်းကမတတ်နိုင်သည့်ဖြစ်၍ရောင်ရမ်းမိတန်းကကွယ်လွန်ရပါသည်ထို့ကြောင့်အတိုင်းမသိများစွာသောနှလုံးမတတ်သာခြင်းသည်တပည့်တော်အားဖြစ်ပါသည်ဖရာဟုလျှောက်ကြလေ။တရေကြီးတည်သည်မိသည့်အပေသို့သောစကားကိုဆိုသွားလေသည်နိဟုမိန့်တော်မူသည်ရှိသောမြတ်စွာဘုရားတပည့်တော်သည် ထိုသမီးကိုရှင်သမီးသူမနရှင်သမီးသူမနဟုရှေးဥစွာခေါ်လိုက်ပါသည် ထို့အခါတပည့်တော်ကိုငါးမောင်ကလေးအပေနိဟုစကားတုံ့ပြန်ပါသည်။ ထို့နောက်ရှိသည်မီရောင်ရမ်းမီတန်းသလိုဟုမေးပြန်သည်ရှိသောငါမောင်ကလေးအမကြီးမရောင်ရမ်းမီတန်းပါဟုပြန်ပြောပါသည်ရှိသည်မီကြောက်သလိုဟုမေးပြန်သည်ရှိသောငါမောင်ကလေးအမကြီးမကြောက်ပါဟုဤမြလောက်သောစကားကိုပြောဆို၍သာလျှင်သူတည်ပြပြကွယ်လွန်သွားပေပါသည်ဘုရားဟုလျှောက်ကြလေထိုကအနာတပင်တရေကြီးကိုမျက်သွားပြသည်တရေကြီး တင်ဤသမီးသည်ရောင်ရမ်းမိတမ်းသည်မဟုတ်မိန်တော်မူသည်ရှိတော်မြတ်စွာဘုရားထို့သို့မရောင်ရမ်းမမိတမ်းပါလင်အဘဲကြောင့်ဤသို့ငါမောင်ကလေးဟုခေါ်ပြောဆိုပါသည်ဟုမေးလျှောက်၏တရေကြီးတင်ငယ်ချင်းကြောင့်သာလင်ဤသို့ငါမောင်ကလေးဟုခေါ်ပြောဆိုလေ၏ထိုစကားသည်မှန်၏တရေကြီးတင်ဤသမီးသည်မတ်ဖို့တို့ဖြင့်အတင်တရေကြီးသာကြီးပေသည်တင်ဒီကသောတာပန်ပုဂ္ဂိုလ်သာတည်းတင်ဤသမီးဒီကတက္ကဒါကံပုဂ္ဂိုလ်တည်းထိုတင်ဤသမီးဒီမတ်ဖို့တို့ဖြင့်တင့်တက်ကြီးဒီဖြစ်ကြောင့် တင့်ကိုဤတို့ငားမောင်ကလေးကိုခေါ်ပြောဆိုလေသည်ဟူ၍မိန့်တော်မူသည်ရှိတော်မြတ်စွာဘုရားဤတိုင်းပင်ဟုတ်မှန်ပါသလားဖရာဟုဆောက်ကြပြန်လေတရေကြီးဤတိုင်းပင်ဟုတ်မှန်ပေ၏ဟုမိန့်တော်မူသည်ရှိတော်မြတ်စွာဘုရားယခုအဘယ်ဘုံ၌ဖြစ်ပါသနည်းဟုမေးလျှောက်၏ဒုတိယနတ်ဘုံ၌ဖြစ်လေပြီဟုမိန့်တော်မူသည်ရှိတော်မြတ်စွာဘုရားတမဲတော်ဤသမီးသည်လူပြည်၌သွေမျိုးတို့၏အလယ်၌နှစ်တန်ဝမ်းမြောက်စွာလှည့်လေပြီး၍ ဤပိဿုပံဘဝမှာပြောင်းသွားရပါတော့လဲနှစ်တန်ဝမ်းမြောက်ရအရင်၌ပင်ဖြစ်ပါသည်မိပြားဟုလျှောက်ရလိထိုကမျက်စွာဘုရားသည်တထေကြီးယဟန်ဖြစ်စေလူဖြစ်စေမမိမလျော့တော်သူတို့မိသည်ဤဘဝ၌၎င်းတမလွန်ဘဝ၌၎င်းနှစ်တန်ဝမ်းမြောက်ကြကုန်သည်ဒါလျင်ဤဟုမိန့်တော်မူ၍ဤဃာတာကိုဟောတော်မူလေ၏ဤရာနန္ဒီပိသာနန္ဒတိကရပုံညောဥပယထနန္ဒတိပုံညာမေကရန္တိနန္ဒတိဘိယောနန္ဒတိသူကတိင်္ဂတော် ကကကတဘုံညောပြုအပ်ပြီးသောကုသိုလ်ကောင်းမှုရှိသောသူသည်ဣဒံဤပိဿုဗံလောက၌နန္ဒတိနှစ်သက်ဝံမြောက်ရ၏ပိဿာတမလွန်လောက၌လီနန္ဒတိနှစ်သက်ဝံမြောက်ရ၏ဥပယထာပိဿုဗံတမလွန်နတံသောလောက၌နန္ဒတိနှစ်သက်ဝံမြောက်ရ၏မေငါသည်ဘုံညံကောင်းမှုကိုကတံတိပြုအပ်ပြီးဟု၍နန္ဒတိနှစ်သက်ဝံမြောက်ရ၏ သူကတိန်သူကတိဘဝသူကတော်ရောက်သည်ဖြစ်၍ဘိန်ရောလွန်သောနန္ဒတိနှစ်တဝံမြောက်ရ၏ဂါရာဤအဆုံး၌များစွာသောသူတို့သည်သောတာပန်သတိတို့ဖြစ်ကြကုန်၏လူအပေါင်းအားအကျိုးရှိသောတရားဒေသနာတော်ဖြစ်တော်မူလေ၏သုမနာဒေဝီဝတ္ထုဣဒာနန္ဒတိအစရှိသောဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည်ဒေဝဝန်ကျောင်းတော်၌နေတော်မူ